ဒီနှစ်တက်ခဲ့ရွေးကောက်ပွဲကမ်ပိန်းနဲ့ပတ်သက်ပြီးတော့ဝင်ပြီးတော့ပြုဆောင်ကြတဲ့အမှုပညာရှင်တွေမှာခိုင်သိန်းကြီးလည်းပါတယ်ခိုင်သိန်းကြီးဆိုရင်သူ့ယောက်ျားဘာခံတာထောင်ထဲမှာထောင်ထဲမှာသူတို့ဟိုသူတို့တွေကယောက်ျားကိုဖမ်းထားတယ်ဗျာသူတို့မိမကိုတော့လာအမှုပညာရှင်ဆိုတော့လာလုဆိုတာမျိုးတွေလည်းလုပ်ကြတယ်အဲ့တော့ဟိုဒါဟိုနမူနာတစ်ချက်ကိုပြောပြတာအဲ့တော့ဟိုလိုင်းခုနကျွန်တော်ဟိုပေးတဲ့မိကုံက တစ်တက်ကဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုရှင်းပါတယ်တကယ်တကယ်တော့ပြည်သူလူထုကဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လုံးဝစိတ်မဝင်စားဘူးအဲကျွန်တော်တို့အရာဝီတိုင်းထဲမှာဆိုလဲဒါလက်ရှိရွေးကောက်ပွဲအပိုင်းတက်မှာရှစ်မြို့နယ်ရှိပြည်သူလူထုကသွားမဲသိန်းအောင်သွားမကြည့်ကြဘူးတရုတ်သားအဆုံးပြောပြသွားမကြည့်ကြဘူးဘာလည်းမပါလဲစိတ်မဝင်စားဘူးအဲ့တော့သူတို့ထင်တာကရွေးကောက်ပွဲမှာတော့ရွေးကောက်ပွဲကနေပြီးတော့တက်လာမဲ့အစိုးရနိုင်ငံရေးပြည်ပြောင်းလဲမှုတွေလုပ်မယ်ဘာညာပြောထားတော့လူထုကပါလာမယ်လို့ထင်တယ် လူလူကခင်ဗျကိုဝမ်းကကိုတိတယ်လူလူကဘလောက်ဒုက္ခရောက်လဲတို့အတိဆုံးတိမလာတိုင်းလာတိုင်းချင်းချောက်ပြီးတော့စင်ပူရန်ကြီးကောက်နေတာရှိတယ်ကိုသားသမီးတို့ခင်ဗျအချိန်မတော်ဖမ်းလမ်းမှာတွေ့ဖမ်းသွားစစ်တပ်ထဲထည့်နေတာရှိတယ်ဒီလိုကောင်မျိုးတွေလုပ်တဲ့ရွေးကောက်ပွဲကိုခင်ဗျစစ်ဟိုပြည်သူလူထုကဘလို့လုံးစိတ်ဝင်စားမှာလဲဗျအဲ့တော့ပြည်သူလူထုကစိတ်ဝင်စားလာတဲ့အခါကျတော့စစ်တပ်ကဆော့ပါဝါကိုတုံးလာဆော့ပါဝါကိုတုံးလာတော့ဆော့ပါဝါတုံးလာဒီကောင်တော့စစ်တပ်စစ်စင်ကိုဟက်ပါဝါကိုဆော့ပါဝါကိုနှစ်မျိုးလုံးမှာတုံးနေတာရှိတယ် စစ်တပ်စစ်တိုက်တဲ့ညမှာလည်းသူတို့တုံးနေရှိတယ်ဒီဘက်မှာလည်းတုံးနေရှိပြီးတော့ကျွန်တော်တို့လူ့ဖွဲ့စည်းတွေကိုထိုးခွဲချလိုက်ထိုးခွဲလိုက်ကျွန်တော်ဘန်းစကားပြောထိုးခွဲချအဲတစ်ဖက်မှာကြတော့လေအခြေအနေတို့ကျွန်တော်တို့နားလည်ဖို့လိုတယ်ကျွန်တော်တို့ကစစ်တပ်ဖြစ်စေခြင်းတဲ့အတိုင်းဖြစ်လို့မရဘူးဒါပေမဲ့အရေးကြီးတော့စစ်တပ်ဖြစ်စေခြင်းတဲ့အတိုင်းဖြစ်လို့မရဘူးရွေးကောက်ပွဲကပြည်သူလူထုလုံးဝစိတ်ဝင်စားဘူးဂျာကန်တို့ရပြောရင်ဗျာစိတ်ဝင်စားတဲ့ဂျာကန်တို့အများဆုံးရှိအဲ့တော့အဲ့လိုအခြေအနေမှာစစ်တပ်ကသူ့ဟာသူဘလို့နီးလန်းနေပဲတုံတုံအခုကတော့ဗျာပြုတ်ပြင်းလင်းပြောတာလက်ထိတ်နဲ့ တနက်နဲ့ပြပြီးတော့ချင်းချောက်ပြီးတော့လှုပ်တာဗျထောင်ထဲထဲထားလိုက်မယ်အဲ့အချိန်မှာတစ်ဖက်ကတက်တက်ထောက်ခံတဲ့သတင်းသမားအယောင်ဆောင်တွေကလည်းဟိုဖိပြီးတော့ချင်းချောက်တာပေါ့ဗျာသိတယ်မလားထောင်ထဲထဲထားလိုက်မယ်လို့ဥမာခုနအောင်ခိုင်ပြောသလိုပေါ့အောင်ခိုင်သူပြောရလေအာနိုင်ငံရေးအပြောင်းအလဲဖြစ်သွားတယ်မင်းတို့ထောင်ထဲကမထွက်ရဖြစ်သွားမယ်ဆိုတာမျိုးမဒိုင်းရလို့ရင်ဒိုင်းရချင်းချောက်တာလူတွေကိုလူတွေဒီလိုကောင်မျိုးတွေကတော့ခမပြင်းပြင်းထန်ထန်ဟိုကျွန်တော်တို့ဟိုဟိုတုံ့ပြန်တယ်ပြင်းပြင်းထန်တုံ့ပြန် အဲ့တော့အယောင်တွေရှိတယ်ဗျာဟိုဘလူးကလုံးဝအမဲပဲသွားတယ်ဘလူးက gray လဲဘလူးကအဖြူလဲကျွန်တော်တို့ဒီလိုမျိုးတော့ဖွဲ့ကြဖို့လိုတယ်အဲ့မှာပြီးခဲ့တဲ့အရပိုင်းရခြေဖိုင်းရဆိုတဲ့အဆိုတော့ကျွန်တော်တို့တိတ်မတူတာကျွန်တော်တို့အတက်ကတည်းကကြီးပြီတော့ကျွန်တော်တိတ်မတူအမှန်တိုင်းပြောအဲ့ကျွန်တော်ဒုမုကွေရမှာတက်လာတော့ကျွန်တော်ကြည့်မိအဲ့တော့ကိုယ်မထိခိုက်အောင်နေရမယ်တဲ့ကိုယ်မထိခိုက်အောင်နေရမယ်ဒီလိုကာလာကြီးမှာမထိခိုက်အောင်နေရတာမန်ကြည့်ရင်တော့ဒါလက်ခံစရာကောင်းတယ်လို့လူတွေကထင်ပါပေါ့ဗျာတကယ်တော့အခု အခုအမှုပညာရှင်တွေထဲမှာကိုယ့်ကိုမထိခိုက်အောင်နေတဲ့လူတွေအကုန်လုံးပါတယ်ပါသွားပြီဘလို့မထိခိုက်အောင်နေမှာလဲဒီကောင်နေအုပ်ချုပ်နေသူတွေဒီကောင်နေလက်ထဲမှာတနတ်ထည့်ပြီးတော့လုံနေသူတွေကတော့ကိုယ့်ကိုမထိခိုက်အောင်နေလို့ရတယ်ဆိုတာမရှိဘူးဘယ်နဲ့ကိုယ့်လက်ရောက်လာမလဲဆိုတာပဲရှိတယ်ကိုယ့်ကိုမထိခိုက်အောင်နေလို့ရတယ်ဆိုတာမရှိဘူးဘယ်နဲ့ကိုယ့်ကိုကိုယ့်လက်ရောက်လာမလဲဆိုတာပဲရှိတယ်အဲ့တော့ဟိုအကုန်လုံးပြာသိတယ်မလားခံဝင်နေထိုးဟိုဟိုနေကြရတာပဲဗျတကယ်တကယ်ကြတယ်သိတယ်မလား ခံဝင်နေထိုးတယ်အဲ့လိုပေါ့ဗျာပထန်ရှာတဲ့လူကလည်းရှာကြတယ်ပေါ့ဆိုတော့နေနေကြတယ်ဒီအချိန်လေးမှာဘာလဲဆိုကျွန်တော်တို့ခံမပြောနဲ့ခိုင်းတာလို့အဲ့တော့ပြောချင်တာတော့ဗျာဟိုအာနာရှင်စနစ်စိုးခြုံငိမ့်မှာပဲကျွန်တော်တို့ဒီဘဝလွတ်မှာနော်ဒီဘဝလွတ်မှာအဲရွေးကောက်ပွဲဆိုတာကအခုစစ်တပ်လုပ်နေတဲ့ရွေးကောက်ပွဲဆိုတာအခုတချို့ဝင်ပြိုင်ကြတဲ့လူတွေပြောတယ်အာဒါကလည်းပြည်သူလူထုတွေထွက်ပေါက်တယ်မနာပြည်သူလူထုတွေထွက်ပေါက်မဟုတ်ဘူးပြည်သူလူထုတွေထွက်ပေါက်မဟုတ်ဘူးစစ်အာနာရှင်နဲ့အပေါင်းပါတွေတွေထွက်ပေါက်လုပ်နေ ူတို့အတွက်လုံနေတာ